ဂါဇာကမ်းမြောင်မှာတည်ဆုံသူပါလက်စတိုင်းဦးရေ9000ကျော်အထိရှိလောင်းအစ္စရေးယထိုးစစ်တွေကြောင့်ဂါဇာကမ်းမြောင်ဒေသမှာတည်ဆုံခဲ့တဲ့ပါလက်စတိုင်းဦးရေ9000ကျော်အထိရှိလာတယ်လို့ဂါဇာကျမ်းမာရေးဝန်ကြီးဌာနကကြေညာပါတယ်။2023ခုနှစ်နှောင်းပိုင်းမှာစတင်ခဲ့တဲ့အစ္စရေးယထိုးစစ်တွေကြောင့်ပါလက်စတိုင်း9022ဦးသေဆုံးခဲ့ပြီးဒီပမာဏဟာဂါဇာကမ်းမြောင်ကလူဦးရေ1.3သန်းရင်း နှစ်သက်သမအသိရခိုင်နှုန်းရှိပါတယ်တနည်းအားဖြင့်ပါလက်စတိုင်း46ရာမှာတရောက်နှုံးတည်ဆုံးခဲ့တာဖြစ်တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။ဒါ့အပြင်အစ္စရေးရဲ့ထိုးစစ်တွေကြောင့်ဒဏ်ရာရရှိခဲ့တဲ့ပါလက်စတိုင်းဥယျာဉ်ကလည်းတသိန်းတထောင်သုံးလောင်းကျော်အထိရှိခဲ့ပါတယ်။ဟမ်မတ်အဖွဲ့လက်အောက်မှာရှိတဲ့ဂါဇာကျမ်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့အချက်အလက်တွေကိုစစ်ပွဲကာလတရှောင်းလုံးမှာ တွင်တွင်ကြည်ချင်းအသုံးပြုခဲ့ပြီးကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကဒီအချက်လက်တွေကိုယုံကြည်စိတ်ချရရတယ်လို့ယူဆထားပါတယ်။ဒါပေမဲ့ Israel ဘက်ကတော့ဂါဇာအာဏာပိုင်တွေထုတ်ပြန်တဲ့အချက်တွေကမမှန်ဘူးလို့ညှင်းဆန်လေးရှိပါတယ်။နိုင်ငံတကာသတင်းဌာနတွေကိုလည်းခါစာကမ်းမြန်ကိုလွတ်လပ်စွာဝင်ရောက်သတင်းရယူခွင့်အစ္စရေးကပိတ်ထားတဲ့အတွက်ဒီကိန်းကနန်းတွေကိုတီချအတိပြုလို့တော့မရပါဘူးကုလသမဂ္ဂလို့အခွေရေးရုံးကပြီးခဲ့တဲ့နိုဝင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့6လသားစမ်းစစ်ခြင်းမှာအစ်ရင်ထိုးစစ်တွေကြောင့်ထိခိုက်ခံရသူ90ရာခိုင်နှုန်းကအမျိုးသမီးနဲ့ကလေးတွေလို့ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့24နှစ်ရဲ့အတွင်းမှာအစ်ရင်ရဲ့ထိုးစစ်တွေကြောင့်အနည်းဆုံးလူ39ဦးသေဆုံးခဲ့ကြောင်းမတ်လ23ရက်မှာဂါဇာအာဏာပိုင်တွေကထုတ်ပြန်ခဲ့ပြီးပြီးခဲ့တဲ့မတ်လ16ရက်နေ့အစ်ရင်ရဲ့ထိုးစစ်တွေပြန်စတင်ချိန်ကလေးကဆိုရင်တပတ်နီးပါးအတွင်းပါလက်စတိုင်း690ကျော်သေဆုံးခဲ့ပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။